ပါတော့တမိုင်းဒီကပထမမြန်မာနိုင်ငံတော်အားလုံးပဲမင်္ဂလာပါခင်ဗျာလွမ်းမိပါတော့တမိုင်းဒီကပထမမြန်မာနိုင်ငံတော်အပိုင်းတစ်ကိုဘာမာစပါရနာမကနှုတ်ခွန်းဆက်တာပြီးမိတ်ဆက်ပေးလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာနိုင်ငံရေလို့ထင်ရှားပေါ်ပေါက်လာစေတဲ့မြန်မာနိုင်ငံအစပထမမြန်မာနိုင်ငံတော်ကိုပုံဖော်ခဲ့တဲ့ပုဂံပြည်ကြီးနဲ့ပုဂံမင်းကြီးများရဲ့ရာဇဝင်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျာ မြန်မာနိုင်ငံတော်ဆိုတာရှေးစဉ်ရှေးစဉ်အုံကြီးတော်မင်းကြီးရဲ့အမွန်တမိုင်းချောင်းတွင်နေပြည်နယ်နေတာအလုံးသိပါပဲဆိုတော့ပုဂံပြည်ကြီးဆောက်ကိုနေတဲ့မဆောက်မီမှာမိတ်ဆက်ရရင် ပကံပြည်ရဲ့လို့ဖြစ်လာမယ်။ဧရာဝတီမြစ်ကြီးနှစ်ဘေးတိုင်းပြည်ထူထောင်မဲ့ပကံပြည့်ရှင်မင်းတို့ဖြစ်သည့်ရာအစနေရာကိုမြမအစတကောင်းကဆိုတဲ့အတိုင်းတကြတာကြီးဝင်မင်းမျိုးများမြမဘီရင်နိုင်ငံကိုတည်ထောင်ခဲ့တဲ့ပြူတို့ဗမာမျိုးနွယ်စုတို့စုယုံရောက်ရှိနေထိုင်ခဲ့ကြကတစတစနဲ့အင်အားကြီးမားလာခဲ့ပါတယ်။ စတဲ့တီထောင်ချင်းကိုတော့ကြာဦးအန်ပကန်တီဆိုတဲ့ဆိုရအရာမြာ၁၁ခုနဲ့မှာပကန်မြို့ကိုတီထောင်တယ်လို့တမိုင်းပညာရှင်တို့ကဆိုပါတယ်။ပဇက်ရဆိုမြာအရာစတဲ့တီထောင်သူတမုတ်တရင်မဲမှာစာ၍ပကန်ပြည်ပြတ်တုံတိဆုံးမွန်နေမြင့်အထိပကန်မင်းဆက်55ဆက်ရှိခဲ့ပြီးပကံခေဖြစ်ကိုတော့ AD 149မှာ1499အထိတမထာရာကိုတမိုင်းတွင်မှာလေးလာတွေ့ရှိရပါတယ်။ တကယ်တော့ပကန်ခင်ဦးတီထောင်သူတမုံသူတွေမဲ့ AD 100ခုနဲ့152ကစတွေ့ရင်နှစ်ပေါင်း1200ကျော်ထိပကန်ပြည်ကြီးဟာမင်းဆက်55ဆက်ထိစိုးစံကြီးကျယ်ခံလာခဲ့တာပါကဲဒါဖြင့်ပကန်ပြည်ကြီးအစတမုံသူတွေမင်းကစတင်လာအောင်ဗျာ ပကယ်မင်းဆက်များအနေနဲ့သရီခစ်တရားမင်းဆက်မှာဆင်းသက်လာခြင်းဖြစ်ပြီးသရီခစ်တရားမင်းဆက်တည်လေတကောင်းမင်းဆက်မှာဆင်းသက်လာတာဖြစ်တယ်လို့မှတ်သားရပါတယ်။ပကယ်မင်းဆက်တွေဖြစ်လာပြီးသရီခစ်တရားပြည်ကြီးမှာမင်းဆက်ပေါင်း၂၈ဆက်ထိနေစိုးစက်ခဲ့ကြပြီး၂၈ဆက်မြောက်မင်းဖြစ်တဲ့နာဂရစိန်တော်နန္တတေကတိုင်းပြည်မင်းမိတဲ့ဖြစ်ပြီး သရွေခတရားပြည်ကြီးပြတ်တုံးခဲ့ရတယ်လို့ဆိုပါတယ်။တက္ကရ16ခုနှစ်မှာသရွေခတရားပြည်ရှိပြူလူမျိုးတွေဟာအရာဝတီမြစ်ကိုဖြတ်ကူးပြီးတောင်မျိုးရက်မှာ3နဲ့ပန်းတောင်ရက်မှာ6နဲ့မင်းတုံးရက်မှာ3နဲ့ယာယီတီနန်းဆိုင်ပြီးရွှေ့ပြောင်းနေထိုင်လာခဲ့ကြပါတယ်။မင်းတုံးရက်မှာပကံဒေတာတို့ရောက်တဲ့အခါ73နဲ့ကြာခဲ့ပါတယ်။ ADD ရခုံမှာသရီခိတ္တရာမင်းဆက်များတဲ့မှာနောက်ဆုံးမင်းဆက်ဖြစ်တဲ့တုပညာနာဂရစိဏမင်းဤတူတမုတ်တရမင်းကပကံမြို့ဝောင်းအနီးရုံလူကျော်ရဲ့ရှိရွာကြီးဆက်ကိုရွာကိုအခြေတီခြေကုပ်ယူပြီးပထမပကံမင်းနေပြီးတော့ကိုစတဲ့တည်ထောင်ခဲ့ပါတော့တယ်အရိမေတ္တနာပူရာဆိုတဲ့အမည်နဲ့ပါ ။ပြီးတော့တဏ္ဍာတက္ကရ624အားဒေါ်တော်ရတိကိန်းနဲ့နှစ်ကျွန်းသားတို့ဖြုတ်ခွင်းတက္ကရ29နှစ်တွင်တမုံတရွေမင်းဒီပကံမျိုးမင်းဆက်ကိုစတင်တည်ထောင်ခဲ့ဒီကူလေတမိုင်းများကဆိုပါသေးတယ်။ရာဇဝင်တွင်မဲ့အရိမေတ္တနာပူလာစတင်ပြဆိုပါတော့ဗျာ။အဲ့ဒီယုံလို့ကြွနန်းလို့ရမှာပဲနောက်ထပ်မင်း၅ပါးဖြစ်တဲ့ယတိကြောင့်မင်းပြူစောတိမင်းတိမင်းရင်မင်းရှင်ပိုင်မင်း ပိုက်တေးလင်းမင်းဆိုပြီးတော့မင်းပြုံနေထိုင်ခဲ့တဲ့လူတမိုင်းရဆိုမြားကဆိုပါတယ်။မင်း၅ပါးဖြစ်တဲ့ယတိကြောင့်မင်းက152ကနေ169ခုနှစ်ထိကျူစောထီမင်းက169ကနေ142ခုနှစ်ထိထီမင်းရင်မင်းက142ကနေ169ခုနှစ်အထိရင်မင်းပိုက်မင်းက169ကနေ324ခုနှစ်အထိ ိုက်တီလီမင်းက324ကနေ344ခုနှစ်အထိဆက်လက်နေထိုင်မြင့်ပြုခဲ့တယ်လို့လည်းဆိုပါတယ်။ကဲတမုတ်တရမင်းကြီးလက်ထက်မှာတိုင်းပြည်ချင်းတွေကဘလို့ဖြစ်မလဲ။ပကင်းခေမြမအမှုပညာနဲ့မိတုကလက်ရများအထုတ်ထိတ်တို့ရောက်ရှိတဲ့ကာလ AD 17ရာစုကနေ73ရာစုနဲ့အတွင်းကာလဖြစ်တယ်လို့တမိုင်းတွေကဆိုလာကြ။တမုဒ္ဒရမင်းလက်ထက်မှာတော့ပြူရင်ချင်းမှုကနေပကံရင်ချင်းမှုရဲ့လို့ထင်ရှားလာမယ်အနုလာတွေစတင်မှုဆိုင်းပြင်းနေတဲ့ကုပြောင်းစိတ်ကာလလို့ကျွန်တော်ကတော့တွေးမိပါတယ်။တမုဒ္ဒရမင်းလက်ထက်မှာတော့အရိမတနာပူရာပြည်ကြီးကိုနောက်ဆက်တုံလုံးစီခဲ့တဲ့ จ้าจีชูเพียงหลูดาซาปูนเหนเป็นจีปวดจีงัดจีဆိုတဲ့အမွေရဲ့လူနာမျိုးပေါ်ပေါက်လာခဲ့တယ်လို့ဆိုပါတယ်။ဒီရန်ဆွဲတွေအထူးနှိမ့်ဆက်တာကြောင့်ဘရင်သူတို့ရဲ့မင်းကိုယ်တိုင်မနေငင်းနိုင်ပဲစိတ်စင်ရဲ့ကိုယ်စင်ရဲ့ဖြစ်ပြီးနေငင်းနိုင်ရေးအစည်းအဝေးတွေဆောင်ရွက်ကြိုးပမ်းနေရဒီမှာ7နှစ်ခန့်ကြာခဲ့တယ်လို့ဆိုပါတယ်။ ီလိုနဲ့ပဲပြည်လုံးမှာရှိတဲ့ရန်စွဲ၅မြို့ကိုနေနေနိုင်မဲ့လူတွေတအူပေါ်ပေါက်လာခဲ့ပါတယ်။သူကတော့ပြူစောတိခေါ်တဲ့အနာခံမြင်လောင်းပဲဖြစ်ပါတယ်။တလက်စားလေပြူစောတိရဲ့တမိုင်းနောက်ခံကိုမိတ်ဆက်ရရင်ဇာတိမှာတကောင်းမျိုးဟောင်းဖြစ်ပါလေ။တမိုင်းမတန်များမှာတော့သုံးမျိုးကွဲပြားလျက်ရှိနေတာကိုလည်းတွေ့ရပါသေးတယ်။ပြူစောတိဆိုတဲ့လူတွေကိုတကောင်းနဲ့ယူသူတို့မဟာယာစာမေးအ ြစ်တော့သူတို့အားလေးစောင့်နေတဲ့မိဖုရားတို့ကဖောင်းမြင်နေလို့လဲဆိုကြတယ်လို့ပြုံပြ မှဆင်တက်၍မင်းအဖြစ်ရရှိခဲ့တယ်လို့လည်းဆိုကြပါသေးတယ်။ဒါအပြင်ကာလနဂါးမင်းဤတာတော်ငကကြောင်မင်းဤသမီးတော်ဖြစ်သောဇန်ဒီမီရှိရဲ့နဂါးမနဲ့နေနတ်သားတို့တင်မြက်ပြီးမှနဂါးမျိုးနွယ်ဦးကပေါက်ပွားတဲ့လူနေဖြစ်တယ်လို့လည်းဆိုကြပါသေးတယ်။နဂါးမျိုးနွယ်ဦးကဖြစ်တဲ့ဆိုတာကိုတော့မိစေတို့ရောဘယ်လိုသုံးသပ်မလဲကျွန်တော်ကတော့ပြည်သူတွေကချီးမွမ်းတဲ့ဂုဏ်သတင်းတွေလို့ပဲထင်ပြီးပါတယ်။ပြူစောတီရဲ့ကဏ္ဍကိုမြောက်ခဲ့ တင်ပြချင်တာကတော့ရန်စွဲ၅မျိုးကိုပြူစိုးထီးဟာဘယင်မဖြစ်မီလူနေအနေနဲ့သမုတ်ဖရစ်မင်းထံအမှုတော်ထမ်းခဲ့တာဖြစ်တယ်လို့ဆိုတာပေါ့ဗျာပြူစိုးထီးမင်းကသမုတ်ဖရစ်မင်းကြီးအုပ်ချုပ်မှုအင်ပါယာမှာပါဝင်နေရွာကြီး၁၉ရွာအနက်တရွာအပါဝင်ဖြစ်တဲ့မြေခဲတွင်းရွာကိုရောက်ရှိလာခဲ့ပြီးမြေခဲတွင်းရွာတည်ပြူ ေများထံမှလှုပ်ကြွေးပြုဆိုရင်းမိမိကျွမ်းကျင်သက်မြောက်တော်လေးအသက်ပညာကို အထူးလေးချင်ပြီးနောက်မှာရန်လူ၅မျိုးအားတွားရောက်နေနေရန်ခွင့်တောင်းခံရတယ်လို့ဆိုပါတယ်။ရန်လူကြီး၅မျိုးကို လေးများအသက်တို့နဲ့နေနေအောင်မြင်ခဲ့တာကိုဘီရင်သမုဒ္ဒရာမြေကြီးကြားသိတဲ့အခါမှာ စောထီးအမျိုးအွယ်ကိုစစ်ဆေးခဲ့ပါတယ်။ ကောင်းမလာတော့မိမျိုးလေးဖြစ်လေးများအတက်ဘေးတဲ့ပြီးတကယ်အတက်တို့မှာလေလိမ္မာတက်ကြွန်းဒီကိုတီးရတာကြောင့်တမိတော်ဖြစ်သူတိတိဆန္ဒဒီဝင်နဲ့ထင်းများပေးပြီးအရှိဥပါရာစာဖြစ်အမြင်တော်မူတယ်လို့ဆိုပါတယ်ဒါဆိုမင်းကြီးမှာတားတို့ထုံကမှုမရှိတာလား ठी နန်းနဲ့ထိုက်တန်တဲ့ဤဆုံးတဲ့မင်းလောင်မရှိတာလားတွေးကြည့်မိပါတယ် မောင်းတဲ့မြင်းကြီးစိုးစံတဲ့ပကံပြည်ကြီးအစာဟာနေမြေအတွက်ကြီးဖြစ်တယ်လို့တောတောင်ရှုံမြောင်တွေနဲ့တဘာဝပတ်ဝန်းကျင်စိမ့်လမ်းမှုတွေနဲ့အပြည့်ဖြစ်နေမှာသိကြပါတယ်။အီယာဝရီမြင်းကြီးကလည်းအင်းပြည့်အားပြည့်ရှိစေဖြစ်တယ်လို့ပြူစောထင်းနေနေခဲ့ရတဲ့ရံမျိုး၅ပါးကိုကြည့်မယ်ဆိုရင်လည်းထူးခြားတဲ့မျိုးစိတ်ကြီးမားတဲ့တရဝါတွေနဲ့အပင်မျိုးစိတ်တွေဖြစ်နေတာကိုလည်းတွေ့ရပါတယ်။တိုင်းပြည်အချမ်းသာရမှုကိုကြည့်မယ်ဆိုရင်လည်း တမုံးစတဲ့မင်းကြီးရဲ့အုပ်ချုပ်မှုနေပြည်အတွင်းမှာရာဇဝတ်မှုဆိုင်ရာအမှုခင်များတိုက်ခိုက်တပြက်မှုများကိုထင်ရှားစွာမတွေ့ရတာကြောင့်အီချမ်းမှုရှိနေလို့လေကာလနောက်ခံပြူရင်ချင်းမှုအတွင်းကြံလို့နေအတူလွမ်းမောထင်မြင်မိပါတော့တယ်မင်းကြီးဟာ တရိခိတ္တရာမင်းဆက်များထဲမှာအနွယ်တော်ဖြစ်တာကြောင့်ပြုခိယင်ကြည်မှုအချီပြုတဲ့ဗုဒ္ဓအယူဝါဒဗျမနဟိန္ဒူဗိဒ္ဓနုနဲ့ကိုးဝဲမှုတွေရောရှက်နေနိုင်ပြီးအယူဝါဒဆိုင်ရာယင်ကြည်မှုမှာအပပြုလူမျိုးတို့ဤနေထိုင်ဝတ်စားမှုဒလိထုံစံများနဲ့ဆက်လျင်သည့်ကြောင်းမြေရဏတို့ဖြစ်ပြီးတော့လေဆွေပတိများ၊ငွေရီတောက်ဖလားများ၊ငွေကိုအင်းများ၊ငွေနဲ့နာဖူးများ၊ငွေကြပန်များ၊လိပ်ပြာယော ဟင်းသာယုံရွှေလက်စွန်ငွေလက်စွန်များစာရီအသက်ပညာများဖြင့်စီမံဝပြောမှုနှင့်ယဉ်ကျေးမှုစံတမ်းမြမာမှုတို့ရှိနေနိုင်ကြောင်းကိုလည်းသိရှိခံရပါတယ်။အင်းရှိစံပြူစောထီတို့အိမ်တော်သက်3နှစ်အကြာတက္ကရ84ခုနှစ်အိမ်နှိမ့်စံ33နှစ်မင်းစည်းစိန်45နှစ်တက်တော်89နှစ်မှာတော့တမုတ်တရမင်းကြီးနဲ့ရွာစံတော်မူခဲ့ပါတယ်။ ပကံပြည်ကြီးအဆမင်းကြီးရဲ့ဆွမ်းဆောင်မှုကိုချင်းကပ်ကြည့်မယ်ဆိုရင်တော့ဒုက္ခဒုက္ခကာလနောက်ခံအရာအကောင်းဆုံးအုပ်ချုပ်မှုဆိုရင်လည်းစနစ်ကြနာမှုတို့ကိုလေးစားဖွယ်တွေ့ရှိရမှာဖြစ်ပါတယ်။တမုတ်တဲ့မင်းကြီးနဲ့ရဆောင်မှုကအနောက်မှာအိမ်ရှိစဉ်ပြူစောထီအနေနဲ့ထင်းနဲ့အုပ်ချုပ်ခြင်းကို ဆရာယတိဖြစ်သူထံဒီနန်းတင်မိခဲ့တာကြောင့်ဒုတိယမြောက်ပကံမင်းအဖြစ်ယတိကြောင့်မင်းအမိခံတဲ့ဒီနန်းစည်းစိမ်25နှစ်ကာလဆိုးဆက်မဲ့ကာလကိုရောက်ရှိလာပါတော့တယ်။ ကျွန်တော်ရဲ့ရှာဖွေတင်ဆက်မှုကတော့မြမကုံကြီးတပိုင်းတွေကိုဗဟုတုတအလုံးကဂုံယူတင်ဆက်ချင်တာဖြစ်ပြီးလိုအပ်ချက်များတွေ့ရင်လည်းတီခံပေးဖို့ကိုလည်းကြိုးကြလိုပါတယ်။လူချင်းမင်းတို့အနေနဲ့ဘာမားစပါရိုနာမရဲ့အပိုင်းနဲ့တင်ဆက်မှုမှာပြန်လည်တွေ့ဆုံပေးပါအောင်လို့ပြောကြရင်ပြန်ဆုံကြပါမယ်။ကျေးဇူးထူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်။ကြည့်စုတင်ပါတယ်ဗျာ။